Facebook ပေါ်မှာကိုပိုင် content တွေတင်ပြီးဝင်ဝေးရှာကျင်ကြတဲ့မိတ်ဆွေတွေအတွက် Facebook ကနေအခုဆိုရင် content monetization ဆက်တက်ကြီးကိုတရားဝင် မိတ်ဆက်ပေးလာပါပြီ။ကိုယ့်ရဲ့ page ဒါမှမဟုတ် professional မှုကိုဖွင့်ထားတဲ့ Facebook account တွေရဲ့ monetization တက်ထဲမှာဝင်ကြည့်လိုက်မယ်ဆိုရင်အရင်က bonus ads only in screen area စတဲ့ tool တွေကိုပဲမြင်ခဲ့ရပြီးတော့အခုဆိုရင်တော့ content monetization tool ကို Facebook ကနေပြီးတော့တရားဝင်မိတ်ဆက်ပေးလာပါပြီ။ ဆိုတော့ကမိတ်ဆွေတို့အနေနဲ့ဒီ quantum monetization tool ကြီးကိုကိုယ့်ရဲ့ Facebook page ဒါမှမဟုတ် professional မှုဖွင့်ထားတဲ့ Facebook account တွေမှာရလာအောင်ဘယ်လိုမျိုး fountain ရမလဲဆိုတာကိုဒီ video မှာမျှဝေပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ အားလုံးပဲမြင်လာပါခင်ဗျာ knowledge sharing channel ကနေပြန်လဲကြိုးစို့လိုက်ပါတယ်ကျွန်တော်ဒီနေ့ဒီဗီဒီယိုမှာမိတ်ဆွေတို့ကိုမျှဝေပေးသွားမှာကတော့ Facebook ကနေဝင်ဝေးရှာကျင်ရတဲ့မိတ်ဆွေတွေအတွက် quantum monitor ကြီးချင်းဆက်တက်ကြီးရအောင် Facebook ကိုဘယ်လိုမျိုးဖောင်တင်ရမလဲဆိုတာကိုဒီဗီဒီယိုမှာမျှဝေပေးသွားမှာဖြစ်ပါတယ်ဆိုတော့ကဒီနည်းလမ်းလေးကိုကျွန်တော်နဲ့အတူတူလေ့လာကြည့်လိုက်ကြရအောင် ပထမဆုံးအနေနဲ့ကိုယ့်ရဲ့ Facebook page လေးတက်ကိုဝင်ပေးလိုက်ပါ။ဒါမှမဟုတ် for Facebook အဲကျွန်တော် professional မှုဝင်ထားတဲ့ account နေတဲ့ကိုဝင်ပေးလိုက်ပါ။ပြီးရင်တော့ကိုယ့်ရဲ့ profile လေးတက်ကိုထပ်ဝင်ပေးလိုက်ပါခင်ဗျာ။ Okay ပါဒီလိုမျိုးလေးရောက်လာပြီဆိုရင်တော့ဒီအောက်မှာရှိတဲ့အပြာရောင်ကျွန်တော်တက်ဘားလေးနဲ့ professional dashboard ဆိုတာကိုနှိပ်ပြီးတော့ထပ်ဝင်ပေးလိုက်ပါခင်ဗျာ။ professional dashboard ထဲကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့အပေါ်က touch bar တွေကညာဘက်အပေါ်တောင်းမှရှိတယ်ကျွန်တော်တို့ monetization touch bar လေးတွေကိုဝင်ပေးလိုက်ပါ โอเคပါဒီထဲကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့အရင်တုန်းက star တွေ subscription တွေ bonus တွေ in stream ads တွေ ads on read တွေကိုကျွန်တော်တို့အများကြီးမြင်ခဲ့ရတယ်ပေါ့နော်2တွေအများကြီးကိုမြင်ခဲ့ရပါတယ်ခုချိန်မှာဆိုရင်တော့ကျွန်တော်တို့ bonus in stream ads ads on read ဆိုတဲ့၃ခုကိုမမြင်ရတော့ဘဲနဲ့အဲ့ဒီနေရာမှာ content monetization ဆိုပြီးတော့ setup လေးကိုပဲကျွန်တော်တို့နည်းမြင်ရတော့တာဖြစ်ပါတယ်ဆိုတော့ကဒီ၃ခုနေရာမှာကျွန်တော်တို့နည်းဒီ content monetization ဆိုပြီးတော့တခုတည်းပဲပြောင်းလဲသွားပြီဖြစ်ပါတယ်ဆိုတော့ဒီ content monetization setup ကိုရောက်ဖို့အတွက်ကျွန်တော် ောင်ဘယ်လိုတင်ရမလဲဆိုတော့ကျွန်တော်ဒီ quarter monetization ဆိုတဲ့ setup လေးကိုနှိပ်ပေးလိုက်ပါခင်ဗျာပြီးရင်တော့ဒီ debit account မှာရှိတဲ့အပြာရောင် စာတန်းလေးနဲ့ I am interested ဆိုတာကိုနှိပ်ပေးလိုက်ပါခင်ဗျာ ပြီးရင်တော့ okay ပါဒီညမှာကျွန်တော်တို့ဒီကွက်လက်လေးမှာကျွန်တော်တို့အနေနဲ့စာလေးတွေကိုရေးပြရမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီမှာဆိုရင်တော့ကျွန်တော်ရေးထားတဲ့စာလေးတွေကတော့ကျွန်တော်တို့ဒီ content monetization program ကိုကျွန်တော်တို့အနေနဲ့စိတ်ဝင်စားပါတယ်ပြီးတော့ကျွန်တော်တို့ရဲ့ပရိသတ်တွေကိုကျွန်တော်တို့အဲ content တွေ fund ပေးဖို့ကျွန်တော်တို့ original အဲမူလပေါ့နော် original content တွေကို fund ပြီးတော့ ကျွန်တော်တို့ရဲ့ပရိသတ်တွေကိုကျွန်တော်တို့အထောက်အကူပြုဖို့အတွက်ဒီ content monetization ကိုကျွန်တော်တို့အနေနဲ့ join ရင်ပါတယ်ဆိုပြီးတော့ကျွန်တော်တို့အင်္ဂလိပ်လိုမျိုးလေးရေးရတာပေါ့နော်ဆိုတော့ကမိတ်ဆွေတို့အနေနဲ့ကိုယ်အနေနဲ့အဆင်ပြေတယ်ရေးရတာလည်းအဆင်ပြေတယ်ဆိုရင်တော့ကိုယ်ပိုင်ကိုယ်ပိုင်စာသားလေးတွေရေးပြီးတော့လည်းဒီနေရာမှာလုပ်လို့ရပါတယ်ပြီးရင်တော့ဒီအောက်မှာရှိတဲ့ submit interest ဆိုတဲ့အပြာရောင်စာတမ်းလေးကိုနှိပ်ပေးလိုက်ပါ โอเคပါပြီးရင်တော့ကျွန်တော်အနေနဲ့ခဏလေးစောင့်ပြလိုက်ပါโอเคပါဒီလိုမျိုးလေး interest submitted ဆိုပြီးတော့ပေါ်လာပြီဒီမှာဆိုရင်လည်း submitted ဆိုပြီးတော့ပေါ်သွားပြီဆိုရင်တော့ကျွန်တော်ရဲ့ကျွန်တော် founding နဲ့ကိစ္စလေးပြီးသွားပြီပေါ့เนาะဆိုတော့ကကျွန်တော်အနေနဲ့နောက်ပိုင်းမှာဆိုရင်တော့ကိုယ့်ရဲ့ page မှာဒါမှမဟုတ်ကိုယ့်ရဲ့ account လေးတွေမှာပေါ့နော် follower တွေရလာအောင်လုပ်မယ် engagement တွေ view တွေရလာအောင်လုပ်ပြီးတော့ကိုယ့်ရဲ့ page လေးမှာကျွန်တော်တို့ Facebook ကနေပြီးတော့ quantum monetization ဆက်တယ်လေးကို invite လုပ်လာမှာပဲဖြစ်ပါတယ်ခင်ဗျာဆိုတော့ကမိတ်ဆွေတို့အနေနဲ့ Facebook ကနေဝင်ငွေချခြင်းနဲ့ဆိုရင်တော့ပထမဆုံးအနေနဲ့ဒီ quantum monetization ဆက်တယ်လေးကိုကိုယ့်အနေနဲ့စိတ်ဝင်စားပါတယ်ဆိုပြီးတော့ Facebook ကိုဘလို့ဖောင်တင်ရမလဲဆိုတာကိုမိတ်ဆွေတို့သိသွားပြီလို့ကျွန်တော်အနေနဲ့ယုံကြည်မိပါတယ်ခင်ဗျာโอเคပါဒီ video လေးနဲ့ပတ်သက်ပြီးနားမလဲတာမချင်းလင်းလာလေးတွေရှိရင်လည်းဒီ video လေးရဲ့ comment box မှာ ဝင်ရောက်မေးမြန်းအကြံပြုနိုင်ပါတယ်ခင်ဗျာအားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ